ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ချွေးမလေးနုနုပြောထားသလိုဒီစကက်ရှိတွေအားဒီဇိုင်းအစ်စ်နဲ့ချုပ်ထားတာတခါတည်းနဲ့စိတ်တိုင်းကြရလားအင်ကြီးကကြက်နေပြောနော်ပြန်တီပေးမယ်အန်တီကလည်းစက်ချုပ်သမားတွေကအယူဆမတူကြဘူးလေ ဒါပေမဲ့အန်တီလုတ်ထားတာတွေကတော့အရန်လာတယ်အန်တီလက်ရအရန်ကောင်းတယ်အခုကျမစကတ်ရှူတွေပြီးတော့လေကျမရက်ဆောင်နေတာကြားလာပြီအော်ချွေးမရဲ့ခဏလောက်စောင့်ပါအောင်နော်အဲ့လိုပြောပြီးပြန်ကျင်းနေတဲ့စကတ်ရှီထိတ်တရားကို ပုံလေးကနေရှာပါတော့တယ်စကတ်ရှီတွေကပြန်ကျင်းနေရပဲစကတ်ရှီပုံသေးကနေအရန်လာတဲ့ဒီဇိုင်းနဲ့စကတ်ရှီကိုဆွဲထုတ်လိုက်ပါတယ်ရယူဒီမှာသမီးရဲ့ဂျုံဆန်ရောင်စကတ်ရှီ အဲ့ဒီရောင်နဲ့သမီးနဲ့မလိုက်ဘူးလို့ထင်ဒီမှာနောက်ထပ်ပန်းရောင်လည်းရှိသေးတယ်။အိုးဒီပန်းရောင်စကက်ရှေလျားလှလိုက်တာအယမ်းကြိုက်တယ်။ငါစကက်ရှေမှာစီထားတဲ့ကြောက်တွေကိုလည်းကြည့်ပါဦး။ဆိုင်အကောင်းစားဟာတွေတောင်ဒီလိုတဆိုင်လာတာရှိမှာမဟုတ်ဘူး။ဂျာနဲ့ငါတို့ဆက်ချုပ်ရခမကြီးတို့အတိမတ်ပြုတ်ရမယ်။သူတလောက်အချိန်တို့လေးအတွင်းမှာချွေးမအရောက်တရာအတွက်အထိတ်တရာချုပ်ပေးနိုင်တယ်။အားလုံးလည်းကြိုက်ကြတယ်။အကုန်လုံးလည်းပျော်နေကြတယ်။ငါတို့ရခမကြီးကပြိုင်ဖက်ခင်မယ်။ ချိန်မှအရောက်တရားအတွက်ချုပ်ပေးရတယ်ဆိုတာတုံယုံလုံနိုင်မှာမဟုတ်ပါဘူး။ဒါဆိုအတော်တော်ချိုးစီမှာချိန်မှအရောက်တရားတောင်ရှိတာပေါ့။ဘာလို့လဲဆိုရင်ဒီလူပြည့်ကျက်နေတဲ့လူအုံကြီးကိုမြင်နေရတယ်ဆိုတော့လေ။ဒါပါကြည့်လိုက်ကြရအောင်။ငါတို့ယောက်ျားတွေဘလို့ဟင်းသီးဟိရွက်တွေများဝယ်လာလဲမသိဘူး။ဝယ်လာတဲ့ခင်းသီးတွေရဲ့တပွက်ကစိတ်နေတော့မယ်။နေရန်ခင်းသီးနဲ့ရုံးပရိသီးကိုစားတာညင်းွေလာပြီးတခါတလေဒီအိမ်ကလူနဲ့လက်ထပ်ပြီးမှငါရဲ့ကံကောင်းခြင်းနဲ့မရှိတော့ဘူးလို့တောင်တွေးမိတယ် ဟဲ့ငါလေငါ့ကိုမင်္ဂလာပွဲနေ့ကြရင်ဆိုင်မှာတွေ့ခဲ့တဲ့စကက်ရှည်ဝယ်မလို့လေငါသာ2000ခွဲတန်စကက်ရှည်ကိုအဲ့ဒီမှာဝတ်လိုက်ရင်အကုန်လုံးငါ့ပဲကြည့်နေကြမှာဟာမြင်းမြနဲ့မမောပြောတာကြပြီးနင်းနင်းချမ်းချမ်းနဲ့စွစွလိုလေအချင်းချင်းပြုံးနေကြပါလေဒီလိုအေးတဲ့ရာသီမှာအိမ်စေးထွေတာဖို့ကတော်တော်ခက်နေဟာတောက်ဒီနှစ်ယောက်ကစကက်ရှည်ဝယ်အောင်မယ်ဒါပေမဲ့ငါတို့ဘာမှသွားပြောလို့မရအောင်လေနှစ်ယောက်လုံးကအကျွေးတစ်စီးရဲ့မျက်နှာပြင်နှစ်ဖက်လေး သူ့သား၅ယောက်ကချမ်းတုံပြီးပြန်လာနေတာကိုအမေကတွေ့လိုက်ပါတယ်။တနားစရာဒိုးချိုးကတင်းအီဟောင်းနေမှာသူ့သား၅ယောက်နဲ့ချင်းမ၅ယောက်နဲ့အတူတူနေထိုင်ပါတယ်။သား၅ယောက်လုံးလူသမားတွေဖြစ်ပြီးတော့ပညာရေးလိမ့်ချိုတယ်ပါတယ်။ချင်းမ၃ယောက်ကတော့ဆင်းရဲတဲ့မိသားစုကလာတာဖြစ်လို့အချင်းဒီကိုနားလည်ပေးမဲ့လိမ့်ကျန်တဲ့ချွေးမနှစ်ယောက်ဖြစ်တဲ့မမောနဲ့မြညာကအသုံးဖြုံကြည့်ပါရယ်ချမ်းလိုက်တာချမ်းလိုက်တာဟဲ့နင်တို့ညီကိုတွေမချမ်းကြအောင်လားဒီနေ့တော်တော်အေးရယ်နော် မမင် ဘာလို့အလုတ်ကိုဥပပါလေးပဲဝတ်သွားတာလဲဘာလို့ဆွဲတာမဝတ်သွားတာလဲကျွန်တော်ဆွဲတော့ဝေးလိုက်ပါမယ်ကျွန်တော်စီမှာတထဲပဲရှိတာရှိရတာလေပြင်းနေလို့လေအဲ့ဒါငါ့ကိုပေးငါပြန်ချုပ်ပေးမယ်အခုဘာအရင်စာနေပြီစားဖို့အဆင်သင့်ဖြစ်ပြီလားမေနင်တို့အကုန်လက်စေးမျက်နာတက်ကြချမ်းချမ်းဆွဆွနင်းနီ စားစရာတွေချပေးပါအောင်ဒီကုန်ငိုင်းအောင်လုံးစားကြပါတော့တယ်သူတို့စားနေတော့ဒေါချိုးကသူ့သားရဲ့ပြင်းနေတဲ့စင်တာကိုချုပ်ပေးနေပါလေ။မင်းမင်းရော့ တားရဲ့ဆွဲတာကိုပြန်ဖားပေးလိုက်ပြီနော်။အိုးဝါအမေလက်ရတော်တော်ကောင်းတာပဲကြည့်ရတာနင်းနီရဲ့ဆွဲတာလေးပြင်းနေတာထင်နေ။ဘာမှထူးထူးခြားခြားတော့မဟုတ်ပါဘူးကွယ်ပေါက်နေတဲ့နေရာကိုပန်းပွန့်လေးနဲ့ဖားလိုက်တာပါ။ဒါပေမဲ့အမေတော်တော်တက်ရက်တဲ့လက်ရပဲဒါမျိုးကဆက်ချုပ်သမားတွေပဲလုံနိုင်တာမျိုးပါ။တော်ချိုးကမင်းမင်းနဲ့ဆူဆူရဲ့အပြိုးကြောင့်ပြုံးမိလိုက်ပါတယ်။ချွေးမာရီရဲ့ငါးငါးယောက်ကြာဆုံးသွားပြီးတော့ ငါသား9ယောက်ကိုဆက်ချုပ်ပြီးရှာကျွေးလာတာလေဆက်ချုပ်သမားပွားနဲ့10နှစ်လောက်လှုပ်လာတာอืมမသားလောက်ဆရာပဲအမေသာသူတို့တီထက်ပညာသာထက်တင်ပေးနိုင်သူတို့ဒီလိုအလုပ်သမားပွားနဲ့တောင်နေရမှာမဟုတ်ဘူးဒါဆိုကျမတို့ချွေးမတွေလည်းလူချင်တာတွေထိန်းထားဆရာမလိုတော့ဘောမမောရဲ့ပြောဟာဒုချိုးရဲ့ရင်မချင်းကိုဓာတ်နေထိုးလိုက်တယ်လို့ပါပဲချွေးမမမောရဲ့ဘာလို့အဲ့လိုပြောရတာလဲမင်းတေချာမစားရလို့လားအမိုးမရှိတဲ့အိမ်မှာနေနေရလို့လားအမေရဲ့ မိမတွေမှာဗိုက်ပြစ်အောင်တဲ့အိမ်မှုကိစ္စတွေဖြင့်တခြားလိုအပ်တာလေးတွေရှိသေးတယ်လေအိမ်နီးနာချင်းချွေးမတွေကြည့်လိုက်အောင်ဈေးကြီးတဲ့စာရီတွေအတုံးဆောင်တွေနဲ့ဝတ်နေကြတာငါအကိုနှစ်ယောက်ဖမင်္ဂလာဆောင်ကနောက်အပတ်ထဲမှာနော်နင်ငါ့ကိုစကတ်ရှိဝယ်ပေးမယ်လို့ကတိပေးထားတယ်နော်အဲ့ဒါရအောင်ဝယ်ပေးစင်းရတာနဲ့ငွေကြေးအခက်ခဲတွေကြောင့်ချွေးမချင်းချင်းစကားများမှာကိုဒေါချိုစိတ်ပူလာခဲ့ပါတယ်၄၅ရက်လောက်ကြာပြီးတဲ့နောက်မှာတော့ငါမိပါရိတာနေ့လုံးစင်းရတာကိုလက်ထက်တာမြင်ဘလို့လုံးမလဲ ငါ့စကက်ရှီတော့မဝယ်ပေးနိုင်ဘူးတော်တော်ရှက်ဖို့ကောင်းတာပဲဒါမေမမုံနေမြင်တဲ့အတိုင်းပဲအခုကစောင်းနှင်းဆိုတော့လုံးသိမ့်မရှိဘူးလေငါပတ်စံချီပြီးဝယ်ပေးရမလားပတ်စံမဲ့ချီချီကြောက်ကပဲရောင်းရောင်းကြိုက်တယ်လို့လုပ်ပြီးဝယ်ခဲ့ငါကိူးမဆိုင်ဘူးတောင်ကူကြားလိုက်ရတဲ့ဒိုချူကစိတ်ညစ်ပြီးအိမ်လေးဝင်လာပါလေမမောနင်းတို့ဒီလိုပုံစံမျိုးမမြင်ချင်ပါဘူးကွယ်နင်းယောက်ျားကြောက်ကရောင်းပြီးဝယ်လာတဲ့စကက်ရှီကိုနင်းဝတ်နိုင်နေပေါ့နင်းစကက်ရှီဝတ်ချင်တယ်မလား နှက်ပြန်ရစေရမယ်။အလူပြောပြီးတော့တနောင်စီယာဒေါချူထွက်လာခဲ့ပါတယ်။အခုတော့ဒေါချူဟာသူ့ချင်းမကိုပြောခဲ့တဲ့အတိုင်းဘယ်လိုလုပ်ပေးရမလဲစဉ်းစားနေရပါပြီ။တာနေသူဟာတစ်တာတစ်လုံးနဲ့မှမဝစ်တာကြပြီဖြစ်တဲ့အရန်လာတဲ့ဒီဇိုင်းနဲ့စာရီနှစ်ထည့်ကိုတွေ့လိုက်ပါတယ်။ဒါရီနဲ့ငါချွေးမအတွက်အရန်လာတဲ့စကက်ရှေလုပ်ပေးရမယ်။တော်ချူဟာသူ့ရဲ့အချုပ်ဆက်အဟောင်းကို ထုတ်လိုက်ပြီးထိုင်လိုက်ခါစိတ်နေပြီးတော့ချုပ်ပါတော့တယ်။သူကအရင်ဒီဇိုင်းလာရင်းစကက်ရှီကိုချုပ်လိုက်ပါတယ်။ ညနေကနေမနေ့ရောက်သွားတာတော့မှသူမသိလိုက်ပါဘူးချွေးမရရေဒီမှာနင်းတို့အတွက်စကက်ရှည်တွေစကက်ရှည်ကိုမြင်လိုက်ရတဲ့ချွေးမနှစ်ယောက်ဟာအရင်ကပြုတ်သွားပါတော့တယ်အိုးအမေရဲ့ဒါသမီးဆိုင်ရွယ်ချင်တဲ့စကက်ရှည်ဒီဇိုင်းနဲ့အတူတူပဲငါ့ဟာလည်းအရင်လာတာပဲကျေးဇူးပါပဲအမေရဲ့ဒါနဲ့နှစ်ယောက်လုံးကအမေလက်ကတန်းယောက်ကိုတတိထမိသွားပါတော့တယ်နှစ်ယောက်လုံးကမျက်ရည်တွေဝဲလာပြီးကောင်းကောင်းဝတ်ပါမယ်အမေ ငါချွေးမတွေအတွက်ပဲဘာမှမဖြစ်ပါဘူးကွယ်ဆက်ချုပ်တတ်တဲ့ရောက်ကမတယောက်နေနဲ့တလောက်တော့လုပ်ပေးရမှာပေါ့စကတ်ရှီရသွားတဲ့နှစ်ယောက်ကပြုံနေကြပြီတခြားချွေးမသုံးယောက်ကလည်းတွင်းနေမိပါရဲ့ငါလည်းတနေ့ကျရင်အယောင်တောက်တောက်ကြောက်တွေနဲ့စီထားတဲ့စကတ်ရှီလေးဝှက်ချင်လိုက်တာငါတို့လည်းအဲ့လိုမျောလင့်ပါတယ်ဒါပေမဲ့လူတိုင်းဆူတောင်းမပြေကြဘူးလေတခြားချွေးမသုံးယောက်ရဲ့စမ်းတော့ကိုတီးသွားတဲ့ဒေါချူကနောက်ထပ်အစ်စ်တွေကိုထတ်ချုပ်ပါတော့တယ် သူမသုံးပြီးကျန်တဲ့တထောင်တထောင်လေးတွေစုထားတွေစုဘူးလေးရှိပါတယ်။တောင်းလိုက်တော့1000လောက်ရှိတယ်။ဒါလောက်ဆိုရင်တော့ကျန်တဲ့ချွေးမ3ယောက်အတွက်စကက်ရှီကိုပလဲရောက်ကျဲရောငွေရောင်ကျိုးတွေရောသုံးဖို့လုံလောက်သွားလာပြီ။ဒေါ်ချိုကအေးနေတဲ့အချိန်မှာတော့ဈေးကိုသွားပြီးစကက်ရှီအတွက်လိုအပ်တာတွေသွားဝယ်ပါတယ်။ပြီးတော့ဆွဆွနဲ့နီနီအတွက်အရောင်တောက်တောက်နဲ့မတူညီတဲ့ဒီဇိုင်းအင်ဂျီတွေကိုလုပ်ပေးပါတယ်။လာပါဦးကွယ်။လက်ဆောင်ပေးစရာရှိလို့ဘလို့နေလဲ။လက်ဆောင်လာရင်အမေ င်းတို့သုံးယောက်အတွက်စကက်ရှစ်လက်ဆောင်ငါချုပ်ပေးထားတာဝေါအမေရဲ့လှလိုက်တာကျေးဇူးတက်ပါတယ်အမေရဲ့အမေတော်တော်အလုပ်များသွားမှာပဲအမေကတီအင်းရဲ့လက်ရှမီပါပဲချွေးမတွေလိုအပ်တာကိုဖြည့်ဆည်းပေးရမှာပေါ့အဲ့ဒီအချိန်မှာအင်းနေချင်းတယောက်ကဒေါ်ချိုတို့အင်းရှိကဖြတ်သွားပြီးစကက်ရှိရဲ့ဒီဇိုင်းကိုကြိုက်လို့ဒစည်းလုံးပတ်ပြီးရှာပေးမိမတွေ့တဲ့အခါမှာဒေါ်ချိုတို့အင်းလေးကိုဝင်လာပါတယ်ဟဲငါအဲ့လိုစကက်ရှိဒီဇိုင်းမတွေ့ခဲ့ပါဘူးပြောပြကြပါဦးအမတီတာကြီး ဒါပဲဆိုင်စကက်ရှိမှမဟုတ်ဘူးကျမတို့ရခမကြီးရဲ့ကိုတိုင်ချုပ်လက်ရာတွေပါရှင်တကယ်ကြီးလားအနည်းလက်ရာတကယ်ကောင်းတာပဲကျမအတွက်လည်းချုပ်ပေးပါအောင်နော်အင်းမနင်ပြောသလိုချုပ်ပေးပါမယ်ဟုတ်ပြီတီတာနင်ပြောသလိုဂတိပါသားနဲ့လှုပ်ပေးမယ်နော်ဟုတ်ကဲ့အန်တီတွတ်ထားတဲ့အချိန်အထည်တွေနဲ့ဂျန်နာရီလှုပ်ပေးနော်ဒီတတောင်းကိုယူထားလိုက်အဲ့လိုနဲ့တနင်္ဂနွေရက်ရောက်ခမကြီးဟာ second shift ရီချုပ်ရင်းနဲ့ပတ်စံတွေရလာပါတယ် ဒေါချိုကတိရအတွက်ရန်လာတွေစက္ကန့်ရှီကိုတညလုံးချုပ်ပေးနေပါတယ်။သိမကြလိုက်ပါဘူး။အိန္ဒိနာကချွေးမရောက်တရာလောက်လေးရောက်လာပြီးဒေါချိုကိုစက္ကန့်ရှီချုပ်ပေးဖို့ပြောပါတော့တယ်။ကျမဒီလိုဒီဇိုင်းမျိုးစက္ကန့်ရှီလိုချင်လို့လေ။အဲ့ဒါဘယ်လောက်ကြမလဲ။ချွေးမတို့ရဲ့ငါစက္ကန့်ရှီဒီဇိုင်းပေါ်မူတည်ပြီးပတ်စံရှူတာပါ။နင်တို့ကြိုက်သလားပေးပါ။နင်တို့ပတ်စံမပိုင်အောင်ရပါတယ်ကွယ်။နင်တို့ကငါရဲ့ချွေးမတွေလိုပါပဲ။အန်တီစီပွားရေးနဲ့ကိုရီးကိုတာမရောစေနဲ့လေ။ ဒီမှာ18000ယူထားလိုက်နော်ဒီလိုနဲ့ပဲဒေါ်ချိုဟာချွေးမအရောက်တရာအတွက်စကန့်ရှိတရာလုပ်ဖို့လှုပ်ရှုံနေပါတယ်သူချွေးမအရောက်ကလည်းဝိုင်းကူလုပ်ပေးပါတယ်ချမ်းချမ်းကစကန့်ရှိရီဖြတ်ပြီးတဲ့စူးစူးနဲ့နီနီနဲ့အတူနှမလာလေးကြည့်ပေးကြပါတယ်မြမြနဲ့မမောကစကန့်ရှိမှာပလင်းတွေကြောက်တွေကပ်ပေးပါတယ်ဒီလိုနဲ့ပဲဒေါ်ချိုရဲ့အချုပ်စွမ်းရည်ကြောင့်သူတို့ကလည်းချမ်းသာသွားကြပါတယ် ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။